ွှေဝါဟာဂျလက်ကြောင်လေးဖြစ်ပါတယ်သူရဲ့တခင်ကျော်စွာကရွှေဝါကိုအတော်ချစ်တယ်ရွှေဝါကနှိုးဆက်မိတဲ့ကြောင့်အိယာကနှိုးလာတယ်အိပုတ်ကြီးနေတဲ့ကျော်စွာအပေါ်ကိုခုန်ချပြီးနှိုးတယ်ကျော်စွာကရေချိုးနေတာကြာလို့ရေဘူးတွေနဲ့လောင်းချပြစ်တယ်ကျောင်းစာမစားကျင်လို့ကျော်စွာအလက်မှာပကံကျင်းလဲလိုက်တယ်ကျောင်းစာရီစားမိလို့ကျော်စွာလည်းထိုးရမှာတော့တယ်ခဏကြာတော့ရွှေဝါဟာအိမ်ပြင်ကိုထွက်ပြီးနွားနှုတ်ပိုးတဲ့သူကိုစောင့်နေဘေးအိမ်ကမဲမဲကပုံလေးကိုဝင်ပြီးတော့ရွှေဝါကပုံကျုပ်ကိုဆွဲတယ်ခုန်လှုပ်သွားလို့နွားနှုတ်ပလင်ကမှောက်ကြတဲ့ချိန်ရွှေဝါကအောက်ကနေပါးစပ်နဲ့ခတ်တယ်သူပိုက်ဝါသွားတဲ့ခါတကူကောင်းဆန်တဲ့သူဆိုတော့ကျိုးကိုလှုပ်ချပြစ်တာမဲမဲကိုပုံပြီးသွားတယ်ညနေချင်းဆိုင်ကပန်းသီးမုတ်ကလည်းရွှေဝါကိုဆွဲဆောင်နေ ပါတယ်သူကတော့အောင်တဲ့ဖြစ်ပါတယ်အောင်တဲ့ကရွှေဝါသူ့အိမ်ထဲဝင်မှကိုတားတယ်ဒါပေမဲ့ကြိုးချစ်ခံထားရတဲ့အတွက်ရွှေဝါကိုလိုက်မဖမ်းနိုင်ပါဘူးအောင်တဲ့ရဲ့ချင်းချောက်တာကိုလုံးဝကယူမဆိုင်ပဲရွှေဝါကပန်းတိမုတ်ကိုခိုးတယ်အစားအသောက်ဂျုံမွေလို့ဝါသွားတော့လုံးလုံးနေတဲ့ကျော်စားစီသွားချုပ်တယ်ရုတ်တရက်ဆိုသလိုကြမ်းပြင်ပေါ်မှာကြွက်တကောင်တွေ့တဲ့အတွက်ကျော်စွာကရွှေဝါကိုဖမ်းခိုင်းတယ်ရွှေဝါကမဖမ်းညင်ပေမဲ့သူ့တော်ဝင်ဖြစ်နေတော့လည်းဖမ်းရပါပြီတကယ်တော့ရွှေဝါနဲ့ကြွက်လေးတိတိတို့ကခင်ကြတယ်တိတိကကျော်စွာရဲ့ဘစ်ကစ်ကိုစားကျင်လို့အိမ်ထဲကိုဝင်လာတာပါကျော်စွာစိတ်ချမ်းသာဖို့ရွှေဝါကတိတိကိုစားပြတယ်ကျော်စွာထွက်သွားကမှငုံထားတဲ့တိတိကိုပြန်ထုတ်ပြတယ်ကျော်စွာရဲ့မျက်လုံးရှိကိုနောက်ထပ်ထပ်ပေါ်မလာ ါဖို့တတိပေးတယ်ရွှေဝါကအပြံမြေသူ့ရဲ့ကြိုက်ဆုံးထိုင်ကုန်ပေါ်မှာထိုင်ပြီးတီဗီကြည့်တယ်သူကြိုက်တဲ့စီစဉ်ကတော့တလိဆန်ရှိုးဝဲပဲဖြစ်ပါတယ်သူကတော့စီစဉ်တင်ဆက်သူဆိုမင်းဖြစ်ပါတယ်ဆိုမင်းဟာကြောင်မင်းနဲ့ဓမ္မတဲ့တာတောင်ကြောင်တွေကိုချစ်တဲ့ပုံစံဟန်ဆောင်တယ်ဆိုမင်းရဲ့ကိုဆိုမုတ်ကတရင်တင်ဆက်တဲ့သူတယောက်ဖြစ်ပါတယ်ဆိုမင်းကသူ့ကိုတက်ပို့ပြီးတော့နာမည်ကြီးကျင်တဲ့သူပါဆိုမင်းကသူ့လက်ထောက်ကိုခွေးလိမ်မာတကောင်ခေါ်လာခိုက်တယ်ကျော်စွာအပြံလာတော့ကြက်ပြေပေါ်မှာလက်ကားရတိုင်းစားထားတဲ့ရွှေဝါကစီစဉ်ခန်းစားနေတယ်ကျော်စွာကရွှေဝါကိုခေါ်ပြီးတလိဆန်ဆရာဝန်စီကိုအကြောင်းမရှိအကြောင်းရှာသွားတယ်သူကတော့ဒေါက်တာယူရဖြစ်ပါတယ်ယူရကိုကျော်စွာကကြိတ်ကြိုက်နေမှရွှေဝါကတည်တယ်ကျော်စွာကရီးစားစကားပြော တော့ဒေါက်တာကခွေးလေးညွညွကိုဝေးစားခိုင်းတယ် crash လေးကြည့်ဖို့အတွက်ညွညွကိုကြော်စွာကဝေးစားလိုက်တယ်ယူရကခွေးလေးကိုတခါတလေသူလာကြည့်ရင်ပြင်ကိုတူတူထွက်လဲကြမယ်လို့ပြောတယ်ကြော်စွာကညွညွကိုယူပြီးပြုံးပြုံးကြီးအိမ်ပြန်တယ်သူ့တခင်မှာနောက်ထပ်ချစ်တော်တကောင်တိုးလာမှကိုမကြိုက်တဲ့သူကတော့ရွှေဝါဖြစ်ပါတယ်ညွညွကတော့ရွှေဝါကိုခင်ကျင်လို့တော်တော်ရက်တယ်ညွညွကသူကြိုက်တဲ့ခုံပေါ်မှာတက်ထိုင်နေလို့ဒေါသထွက်ထွက်နဲ့ကုတ်ဆွဲတယ်အပြင်ထွက်စော့တုံးရွှေဝါကညွညွကိုပညာကြပြီမဲ့သူများမကောင်းချင်ကိုဖေးတန်ထီသွားတယ်စိတ်ဆိုးသွားတဲ့ရွှေဝါကညွညွကိုလိုက်ကြိုက်တယ်ပြင်းရင်လွှာရင်ညွညွနဲ့အောင်တဲ့တို့ခွေးချင်းချင်းခင်သွားတယ်ညရောက်တော့ကြော်စွာကညွညွကိုသူနဲ့အတူတူအိတ်ခွင်ပြူတယ်တခင် ဲညိုညိုတို့တနေ့တက်တနေ့ယင်းနီလာတာကိုကြည့်ပြီးရွှေဝါကမနာလူဖြစ်မိတယ်ညိုညိုကမနဲ့တိုင်းချန်တဲ့ကသတင်းစာကိုသွားနေကြိုက်တဲ့ပြီးကြော်စော့စီကိုပို့တယ်ရွှေဝါကစိန်ခေါ်တော့နှကောင်သားအတော့ပြိုင်နာကိုလမ်းထဲကကြောင်နေမြင်သွားတယ်တခြားကြောင်တွေရဲ့မြန်မာခွေးတကောင်နဲ့ခင်းနေတယ်ဆိုတာမျိုးမဖြစ်ချင်လို့ရွှေဝါကအောင်တဲ့ကိုအဝေးကိုတုံးပြစ်တယ်ယူရကလာလေတော့ကြော်စော့ကညိုညိုကိုပါခေါ်ပြီးအပြင်ထွက်တယ်အိမ်မှာတယောက်တည်းကြံခဲ့ရတဲ့ရွှေဝါကမဲမဲကိုသူ့ရဲ့ခန်းစားချက်တွေရင်ဖွင့်တယ်မဲမဲကကြော်စော့ရဲ့နားမှာကတ်နေဖို့ကြံပေးတယ်ဒါကြောင့်ကားနောက်ကိုအမိပြေးလိုက်တယ်ကြော်စော့နဲ့ယူရတို့ကဆိုမင်းတို့စီစဉ်တဲ့တလိမ့်ဆိုင်အိမ်မှာပြိုင်ပွဲကိုသွားကြည့်ကြတာပါရွှေဝါကလည်းသူ့တခင်ရဲ့စိတ်ဝင်စားမှုကိုရအောင် ောင်ယူမယ်ဆိုပြီးတော့စတိတ်စင်ဘော့ကိုတက်တယ်ခွေးတွေအားလုံးကသူ့အနောက်ကိုရပြီးအနောက်ကလိုက်ဖမ်းကြတယ်ရုံးသုံးကဖြစ်နေလို့ဒီဂျီကတချင်းဖွင့်ကြတယ်ရှေဝါနဲ့တူတူကာဘူးတဲ့တချင်းဖြစ်နေတော့ညွညိုကထပ်ကြတယ်ညွညိုကိုကြည့်ပြီးအားလုံးကချီးကျူးလက်ခုပ်တီးကြတယ်အလဲလေးရွှေဝါကခွေးတွေလက်ကလွတ်အောင်ထွက်ပြေးလိုက်နိုင်တယ်ညွညိုကပထမဆုရသွားပါပြီဆိုပင်ကသူ့အစီအစဉ်မှာပါဖို့ကမ်းလှမ်းပေမဲ့ကြော်စွာကညင်လိုက်တယ်ရွှေဝါဟာတခင်ကသူ့ကိုလုံးဝမချစ်တော့ဘူးလို့ထင်ပြီးတော့စိတ်မကောင်းဖြစ်နေမိတယ်ဒါအပြင်ဒေါသထွက်တာကြောင့်ခွေးဆော့တဲ့ဘောလုံးနဲ့မီးအိမ်ကိုပြစ်ပေါက်တယ်အဲဒီကနေတခုပြီးတခုတိုက်မိသွားတော့အိမ်လဲဖျို့ဖျဲဖြစ်သွားပါပြီကြော်စွာကအပြစ်ပေးတဲ့အနေနဲ့ရွှေဝါကိုအိမ်ပြ င်ဘက်မှာညိုက်ခိုင်းတဲ့တခင်ကညညို့ကိုပဲကယူဆိုင်နေလို့ကြေကွဲကြောင်ဟာဆွေးသချင်းနေထားဆိုတဲ့ညဘက်ရောက်တော့ညညို့ကအိမ်ပြင်မှာတယောက်တည်းဖြစ်နေတဲ့ရွှေဝါစီကိုလာပြီးအိပ်ပေးတယ်။ကျေးဇူးမတင်ဖင်လန်ပြတတ်တဲ့ရွှေဝါကအိမ်ထဲကိုဝင်ပြီးညညို့ကိုတော့အိမ်ထဲဝင်လို့မရအောင်တကားပိတ်ထားခဲ့တယ်။အင်းရှိကိုဖြတ်သွားတဲ့ဆိုင်ငယ်တစည်းရဲ့နောက်ကိုညညို့ကပြေးလိုက်တယ်။တနည်းအားရောက်မှာတော့လမ်းပြောက်သွားပါပြီ။အိမ်ကိုလည်းမပြန်တတ်တာကြောင့်ထိုင်နေတော့သူ့ကိုမြင်ပြီးတနာသွားတဲ့ဖွားကအိမ်ထဲကိုခေါ်သိမ့်တယ်။ကြောသွားအိမ်ရနို့တော့ညညို့ပြောက်နေလို့လိုက်ရှာတယ်။ဆိုမင်းကလည်းသူ့ရှိုးအတွက်ခွေးလိမ္မာတကောင်လွန်ချင်နေစဲပါပဲ။ဆိုမင်းရဲ့လက်ထောက်ကဖွားကြီးရဲ့ခွေးပိုင်ရှင်ရှာတဲ့လက်ကန်းဆောက်ဆောင်ကိုတွေ့သွားတယ်။ဆိုမင်းကသူ့ခွေးဆိုပြီးတော့တတ်တောင်းနေ ယ်ကြော်စွာကလည်းခွေးပြောက်ကြော်ကြာတွေလိုက်ကတဲ့ယူရကလည်းညွညုတ်ကိုကူရှာပေးတဲ့တယောက်ထဲအိမ်မှာကြံခဲ့တဲ့ရွှေဝါဟာ TV မှာခွေးကြောင်းနေကြီးလာနေလို့လက်ပြမလုံဖြစ်လာတဲ့စိတ်ညစ်လို့တငယ်ချင်းတွေနဲ့သွားစကားပြောတော့လေသူတို့ကစိတ်ပုတ်တဲ့ရွှေဝါကိုဖိထားတာကြောင့်စိတ်ညစ်လို့အိမ်ကိုပြန်ပြီး TV ကြည့်တယ်ဆိုမီးရဲ့ရှိုးမှာညွညုတ်ရဲ့ပုံပါလာတာကိုခေါ်ပြပေးမယ်ကြော်စွာ TV ရှေ့ကိုရောက်လာတဲ့ခါရှိုးပွဲကပြီးသွားပါပြီဆိုမီးရဲ့လက်ထောက်ကညွညုတ်ဟာ TV မှာပါဖို့အဆင်သင့်မဖြစ်သေးလို့လက်ကျင်နေတယ်ဆိုမင်းကလက်ကျင်မနေတော့ပဲလျှက်စစ်လက်ပတ်နဲ့ထိချုပ်တဲ့ရွှေဝါကသူကိုယ်တိုင်ကယ်ဖို့ဆုံးဖြတ်တယ်ကစားစရာရုပ်ရဲ့အဖုံးကိုကြည့်ပြီးဆိုမီးရဲ့ရှိုးကိုထုတ်လင်းနေတဲ့ရုပ်သံဌာနကိုသွားပွင့်ပြေပုံရှာတယ်လမ်းလျှောက်ရတာ ထောင်ချောင်းလာတဲ့အတွက်ဘတ်စကားပေါ်တက်လိုက်သွားတယ်။ကျော်စွာကယူရကိုခေါ်ပြီးရွှေဝကိုတူတူလိုက်ရှာတယ်။တနည်းအားရောက်မှရွှေဝကိုကြွက်အုပ်လိုက်ကြီးကလာဝိုင်းနေကြွက်တွေကကြောင်ကိုစားမလို့လုံးနေတော့ကြောင်ကလေးတိတိကရောက်လာတယ်။သူ့အပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့ကြောင်ဖြစ်တယ်လို့ပြောပြီးတော့သူ့လူတွေကိုတားတယ်။ဝမ်းသာပြီးကျေးဇူးတင်သွားတဲ့ရွှေဝကတိတိကိုနောက်မှမုတ်ကျွေးမယ်ဆိုပြီးတော့ပြောတယ်။ဘာလို့လို့နဲ့ရုပ်ပြတညာဌာနကိုရောက်ပါပြီ။ဌာနကရိုးတန်တန်လှေကားကမဝင်မဲလေတိုးပေါက်ကနေဝင်နေ။ဒါပေမဲ့လည်း CCTV မှာသူ့ရဲ့ထူးဆန်းတဲ့လှုပ်ရှားမှုကပေါ်ပါတယ်။လုံခြုံရေးတွေကရွှေဝလွင့်သွားအောင်လေပိုက်ဖွင့်ချတယ်။ကျော်စွာကဖွားကြီးရဲ့လက်ကမ်းစာဆောင်ကိုတွေ့တော့အိမ်လိုက်သွားတယ်။ဖွားကြီးက TV မှာပါတဲ့လူကခွေးကိုလာခေါ်တဲ့အတွက် ုံကြည်လို့ပေးလိုက်တဲ့အကြောင်းပြောတယ်ကျော်သားတို့ကတော့ညွညွရောရွှေဝါပါဆိုမင်းကပြန်ပြီးဆွဲလိုက်ပြီလို့တန်တရားဝင်မိတယ်အဲ့ဒီချိန်ရွှေဝါကလှောင်ချိန်ထဲရောက်နေတဲ့ညွညွကိုရှာတွေ့ပါပြီသူတို့ခဲ့မိတဲ့ယာရီတွေအတွက်တောင်းပန်ပြီးတော့လှုပ်ပေးဖို့လုပ်နေတော့လူတွေလာလို့ပုံနေရတယ်ဆိုမင်းရဲ့လက်ထောက်တွေကညွညွကိုလာခေါ်သွားတဲ့ချိန်သူကလည်း Jackie Chan style နဲ့တိုက်ပေါ်ကဆင်းနေညွညွကိုခေါ်သွားတဲ့ကားနောက်ကိုလိုက်ဖို့ပြင်နေတော့တလိမ့်ဆန်ထိတ်ချုပ်ရိတ်ဌာနကဝန်ထမ်းဟာသူ့ကိုဖမ်းတယ်အဲ့ဒီဆန္ဒမှာရင်းနှုံးကရှိုးဘက်မှာပါခဲ့တဲ့ကြောင်နဲ့ဆုံနေအတုံးမဝင်တော့ရင်ချုပ်ကုံနဲ့ပီကေလိုစွပစ်ခံရတဲ့ကြောင်ကြောင်ကပြောပြတယ်တခင်တိုင်းကဇိုးဝါတာမဟုတ်ဘဲနဲ့သူ့တခင်ကြောသွားဆိုရင်သူ့ကိုချစ်တဲ့ကြောင်ပြောတယ်ဆန္ဒကတလိမ့်ဆန်တွေအားလုံးကခွေ းတကောင်ကိုကြောင်တကောင်ကကဲကျင်နေတဲ့အကြောင်းသိသွားကြတော့အံ့ဩနေကြတယ်။ရွှေဝါကကျော်စာဟာသူ့အတွက်မိတ်ဆွေစေဖြစ်ကြောင်းပြောပြတယ်။အဲ့ဒီချိန်မိသားစုတစုကစန်တာကိုရောက်လာတယ်။ကလေးမလေးကရွှေဝါကိုမျက်စိကျသွားတယ်။လောင်ကျိုင်တဲကနေပြင်ကိုထွက်ထွက်ချင်းခလုတ်သွားဖွင့်တယ်။လောင်ကျိုင်တွေအားလုံးပွင့်သွားတော့တလိမ့်ဆန်တွေအားလုံးလွတ်သွားတယ်။ကျော်စာတို့ကစိုးမင်းရဲ့ရုံကိုသွားကြတော့ကျမ်းပြင်ပေါ်မှာရွှေဝါရဲ့ခြေရာကိုတွေ့တယ်။တခြားမျိုးကိုထွက်သွားတော့မဲ့စိုးမင်းကိုမြင်အောင်ရွှေဝါဟာအနောက်ကလိုက်တယ်။ယထာကိုရက်သွားအောင်ထိန်းချုပ်ရေးဌာနကိုဝင်ပြီးခလုတ်တွေများကြီးနှိပ်ပစ်တယ်။ယထာကလမ်းပြောင်းသွားပြီးတော့နောက်ယထာတစ်စင်းနဲ့တိုက်မိမဲ့ဆဲဆဲရွှေဝါကမတိုက်မိအောင်ပြန်ပြီးထိန်းချုပ်လိုက်နိုင်တယ်။ဘူတာကိုကျော်စာတို့လည်းရောက်လာတယ်။ယထာရက်သွား ွားတော့ရွှေဝါကလောင်ကျိုက်ကိုရှာဖွင့်ပြီးညွန်ညို့ကိုလှုပ်ပေးတယ်။စန္တာကတလိဆန်တွေအားလုံးနဲ့ကြွက်တီကရောက်လာပြီးဆိုမင်းတို့ဘက်ကိုအမောက်တိတ်တယ်။ပြည့်စစ်လက်ဘက်ကိုဆိုမင်းရဲ့လက်ဘင်းမှာပတ်ပေးလိုက်တယ်။ရွှေဝါနဲ့ညွန်ညို့ကရမုခလုတ်ကိုနှိပ်ပြီးတော့ဆိုမင်းကိုတားလိုက်အောင်လုပ်တယ်။ကျော်စွာနဲ့ယူရတို့ကလည်းတလိဆန်လေးတွေကိုညှစ်မနှိမ့်ဆက်တဲ့ဆိုမင်းကိုလက်သီးစာကျွေးပစ်တယ်။သတင်းနေထဲမှာလည်းဆိုမင်းတို့ကြောင်းတက်လာတယ်။ကျော်စွာတို့ကအင်ကိုပြန်လာကြတော့လန်နေကတကယ်ချင်းတွေဟာရွှေဝါကိုဟီးရိုးလို့ခေါ်ကြတယ်။ယူရကလည်းကျော်စွာကိုချစ်မိသွားလို့ပြွပြွလေးပေးလိုက်ပါပြီ။သူတို့မိသားစုလေးယောက်ပျော်ပျော်ရွှင်ရွှင်တူတူနေကြတယ်။အချစ်ဆုံးတကယ်ချင်းတွေဖြစ်သွားပြီမဲ့ရွှေဝါကတော့သူ့အကြိုက်ဆုံးထိုင်ကုန်ဘက်ကနေညွန့်ညွတ်ကိုတွန်းချနေစေပါပဲ။ခွေးနဲ့ င်းကြောင်ကကမ္ဘာရံပက်တွေဖြစ်ပေမဲ့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ရီစားဟောင်းတဲ့စာရင်တော့နှီးစက်နိုင်ပါသေးတယ်။အစုံအထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။